1381ခုနှစ်ရာသုလပိ60ရက်2020ပြည်နှစ်ဇန်နဝါရီလ16ရက်တနင်္ဂနွေနေ့မန္တလေးတိုင်းဒေသကြီးအောင်မြေသာဇံမြို့နယ်မဟာဝိသုဒ္ဓရမအကြောင်းတိုင်မဟာတုလဝေယံကျောင်းတော်ကြီး၌ဆင်းခြင်းပြုလုပ်အပ်သည့်မဟာတုလဝေယံကျောင်းတော်ကြီးကျောင်းတော်ပူဇာအလှူတော်မင်္ဂလာအခမ်းအနားပတ္ထနာအပိသစကား ဒီเจ้าနိုင်ကြီးကမမိသလောက်ပြန်ပြောရမယ်ဆိုလို့ရှင်1230ပြည့်နှစ်မှာမင်းတို့မင်းတရားကြီးနဲ့စမြတ်မရှင်မိဘကြီးတို့ကဒီနေ့ရရွေးချယ်ပြီးတော့မဟာဝိသုဒ္ဓရမဆိုတဲ့ကပီးတင်ထားတဲ့เจ้าနိုင်ကြီးတရိုက်ကိုဆောက်လုပ်ကြတယ်အလဲဘဟုเจ้าတော်ကြီးကိုမဟာတုလူဝေယံလို့နာမည်ပေးတာအဲเจ้าကြီးတွေမရှိတော့ပါဘူး ဒါကျောင်းပြို့ကြီးကတော့မပြတ်မစီရှိနေသေးတယ်1230ပြည့်နှစ်ကဆောက်လုပ်ပြီးတော့မတ္တမိတာပြောရမယ်ဆိုရင်မဟာပုဆရာတော်ကြီးကိုအမတ္တမလေးစားတယ်မဟာပုဆရာတော်ကြီးကိုရွှေချင်းဆရာတော်ကြီးကလည်းလေးစားတယ်အဲ့ဒီမဟာပုဆရာတော်ကြီးကိုဒီကျောင်းတဲ့ကြီးကိုလှူဒန်းတယ်လို့သိရပါတယ် မာဘူဆရာတော်ကြီးကတောရကျင့်သုံးတဲ့ဆရာတော်ကြီးဖြစ်သည့်အတွက်ကြောင့်ဒီကျောင်းတဲ့ကြီးကိုပရိယပฏิပတ်စေကတုတ်တဲ့အောင်ရွှေချင်းဆရာတော်ကြီးကိုတွဲအပ်တယ်ရွှေချင်းဆရာတော်ကြီးကမဟာသူ့ရဲ့တပည့်ကြီးဖြစ်တဲ့မဟာဝိတ္တဒ္ဓရမဆရာတော်ကိုတွဲအပ်ခြင်းပဲဖြစ်တယ်အဲ့တော့ဝိတ္တဒ္ဓရမဆိုတဲ့ကျောင်းတဲ့နာမည်ဖြစ်ပေါ်လာဘုန်းကား မင်းတို့မင်းတရားကြီးတို့ကပီးတင်ခဲ့တဲ့အမည်နာမပဲဖြစ်တယ်မဟာဝိတ္တရာမဝိတ္တဒစင်ကြဲသောအာရမအရန်ကြောင်းတိုက်ဆိုတဲ့အထိပ္ပယ်သို့တော့တောင်းဝန်ယူပြီးတော့လက်ခံပြီးဆောင်ရွက်တဲ့ရွှေကျင်ကိုင်းမှာဒုတိယမြောက်သာသနာပိုင်လို့ခေါ်တဲ့မဟာဝိတ္တဒရမဆရာတော်ကြီးရဲ့ပွဲကအရှင်ဝိတ္တဒစာရလို့ မသိတဲ့ပုဂ္ဂိုလ်တွေကတော့ဆရာတော်ကြီးရဲ့ဘွဲနဲ့ဒီเจ้าနိုင်ကြီးဖြစ်ပေါ်လာတယ်လို့ဒီလိုထင်ကြ။အမှန်ကတော့ဆရာတော်ကြီးလက်မရောက်ခင်ကတည်းကမင်းတို့မင်းကြီးတို့ကကပီးစာရန်ဆွဲတဲ့အခါမှာဘာဝိတုဒ္ဓရမဆိုတဲ့เจ้าနိုင်အမည်ပေးခဲ့ပြီးသားပဲဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာကြီးပွားတိုးတက်လာအောင်မဟာဝိတုဒ္ဓရမဆရာတော် ဘာသာကုရုခွဲတစိတ်တော်သုံးတတ်ရတဲ့မဟာဝိသုဒ္ဓမဆရာတော်ဘုရားကြီးကဥဆောင်ပြီးတော့ဒီနေရာမှာကြီးပွားတုတ်တဲ့အောင်လှူဆောင်ခဲ့တဲ့ကျောင်းတိုက်ကြီးနောက်ပိုင်းကျမှဒီကျောင်းတိုက်ကနေပြီးတော့အင်္ဂလိပ်လက်ထက်ရောက်တဲ့အခါမှာနန်းရှိမှလူတွေကနေနေမရှိတော့ဆွမ်းကွမ်းနေရာ အနောက်ပြင်ကိုရွှေ့ကြတဲ့အခါမှာအနောက်မဟာဝိတ္တရာတိုက်သိဆိုတာဖြစ်ပေါ်လာခဲ့တာဖြစ်ပါရှေးရခင်ကနန်းတော်ရဲ့ရှေးမှာလူနေရက်ွက်တွေမရှိဘူးလို့သိရပါတယ်။ဘုန်းကြီးကျောင်းတိုက်ကြီးတွေပဲ၁၈တိုက်တောင်မြောက်တန်းလေးရဲ့တည်ရှိတယ်မဟုတ်။အဲကျောင်းတိုက်ကြီးတွေဟာအစင်လာတမိုင်းကျောင်းမထိန်သိမ့်နိုင်သည့်အတွက်ကြောင့်ကျောင်းတိုက်ကြီးတွေဟာအစိမ့်စိမ့်မှမှဖြစ်သွားပြီ။သို့တော့ကျောင်းတိုက်မပြတ် မကွက်ကြောင်းရမပြတ်ရှိနေသေးတဲ့ကြောင်းကြီးတွေတော့ကြံသေးတယ်ပေါ့ဘုရင်လက်ထက်ကလည်းစီမံဆောင်ရွက်ထားတဲ့ဒီကြောင်းတိုက်ကြီးဘ ਹੁ ပြုပြီးတော့ရွှေကျင်ကန်ကြီးကလည်းတန်ဃာရီတစားတစားများပြားမန္တလေးတောင်ကြီးရဲ့မြောက်ဖက်မှာရွှေကျင်ဆရာတော်ဤသတင်းသုံးတဲ့မဟာဓမ္မဒီပိကာရမကျောင်းတဲ့ကြီးကိုဘ ਹੁ ပြုပြီးဝဲရကျောင်းတဲ့ လေးထိုက်နဲ့ရွှေကျင်၅ထိုက်ဆိုတာတည်ထောင်ပြီးမင်းတို့မင်းကြီးကလူထမ်းနေတာဖြစ်တယ်။ရှေးခေတ်ကတော့အဲ့ဒီကျောင်းတိုက်တွေဟာတောရကျောင်းတိုက်တွေသာဖြစ်တယ်။မြို့နဲ့ဆက်ဆက်ပြီးတော့မနေဘူး။ခဏိတော့မြို့ထွင်းရောက်သွားပြီလို့ပြောရမှာဖြစ်ပါ။အဲ့ဒီလိုတစားတစားနဲ့သာသနာတော်ကြီးပွားအောင်ဆောင်ရွက်လာတဲ့ဒီကျောင်းတိုက်ကြီးကမှရွှေကျင်ကကြီးကိုဆက်ဆက်ထိမ့်သိမ်းလာခဲ့တဲ့ဆရာတော်ကြီးတွေထဲမှာ ဒုတိယမြောက်မဟာဝိသုဒ္ဓရမဆရာတော်ကလည်းဒီဒီကျောင်းတိုင်းမှာသတင်းသုံးပြီးနောက်ပိုင်းကျမှအနောက်ဝိသုဒ္ဓရတော်ကိုပြောင်းရွှေ့သတင်းသုံးတာဖြစ်ပါဒုတိယတတိယမြောက်ဖြစ်တဲ့ဒီပေရင်ဆရာတော်ဆိုတာပရမထသကုကျမ်းကိုရေးတဲ့စကလုံးအမတန်မှလှပတဲ့စကလုံးတွေသုံးပြီးတော့၄နှစ်တဲ့တရားတွေကိုရေးသွားတာ တတာကိုပညာဆောက်မှလမ်းဖြောင့်သည်ပညာကိုတရားဆောက်မှလမ်းဖြောင့်သည်ဆိုတဲ့အရေးသားတွေနဲ့ရှင်းသွားတယ်ပရမတ္ထသက္ကုကျမ်းဆိုတာရှင်းတယ်အဲဒီသက္ကုကျမ်းပရမတ္ထသက္ကုကျမ်းကိုရေးတဲ့တတိယရွှေချင်းသာသနာပိုင်ဒီပင်းဆရာတော်ကြီးကလည်းဒီမှာသတင်းသုံးသွားတယ်နောက်ပင်စမမြောက် ချမ်းသာကြီးဆရာတော်ဆိုတာလည်းမဟာဝိသရောင်ဆိုတော်ကြီး ਨੇ အတူတကွအဓိမသတင်းသုံးခဲ့တဲ့ဆရာတော်တွေပဲတော်တော်များများရောင်ရွှေကံကြီးပြည့်ရတိစာတဲ့၌ဆရာတော်ဘုရားကြီးဟာလည်းပဲဒီတိုက်ထွက်ဖဲငယ်စဉ်ကဌိနကယမီးသိန်းเจ้าမှနေပြီးတော့စာတဲ့သွားတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ပေါ့အဲ့တော့ပြောရရင်ဒီเจ้าနိုင်ကြီးဟာရွှေကျင်သာသနာပိုင်နေကိုမွေးထုတ်ပေးတဲ့เจ้าနိုင်ကြီးဖြစ်ပြီး ဒီယနေ့ခေတ်ကာလမှာအနည်းငယ်မိမ့်မိန်နေသလိုဖြစ်လို့ဘုန်းကြီးတို့1380ကြီးနှစ်ကအောင်မြေသားဆံမျိုးနယ်လုံးဆိုင်ရာရွှေရှင်ဏိကာယဝိနိဆက်ပြမွဲကိုညတရားဟောပေးဖို့ပြင့်တဲ့အခါမှာတရားလာပြီးတော့ဟောတယ်တရားနာပရိသတ်ရဲ့လေးပုံတစ်ပုံနောက်သာဆံတဲ့ចောင်းသေးသေးလေးမှာ ဓမ္မယုံသေးသေးလေးမှတရားဟောတော့ဒီမှာကြောင်းကြီးကြီးမရှိဘူးဆိုတာသိရလို့ဆောက်လို့လှူဒန်းနေတဲ့စိတ်ဖြစ်ပေါ်လာခဲ့ပါတယ်နှစ်လအတွင်းမှာပဲဒီနေ့ရမြေသက်လှုပ်ပြီးတော့ကြောင်းတိုက်ဆရာတော်ကြီးမာဝိသုဒ္ဓဓမ္မကြောင်းတိုက်မှာသတင်းသုံးနေကြတဲ့ကြောင်းတိုက်ဆရာတော်အားလုံးရဲ့သဘောတူညီခြင်းနဲ့ဒီနေ့ရလေးကိုဒီကြောင်းဆောက်ဖို့အစီအစဉ်ဖြစ်ပေါ်လာခဲ့ပါတယ် မတည့်ပြီးတော့ဆောက်တူတော့တရားရကမတွေက သူစေရနာနဲ့မတိုက်တွန်းရပဲနဲ့အလိုလျောက်လာရောက်ပြီးတော့လှူလှူဒန်းကြတာဖြစ်ပါတယ်အလုံးဒီကျောင်းတဲ့ကြီးကိုဆောင်းလို့တဲ့အခါမှာ ဝီနီစီကန်းနဲ့ပတ်သက်ပြီးမအမရဘာတစ်ခုမှ မရှိပဲနဲ့တန်တန်ပြတ်ပြတ်ကပိယကာရကတွေစီမံဆောင်ရတဲ့နီးနဲ့ဆောင်းလို့လှူဒန်းတာဖြစ်လို့ဒီဝီနီတိတ်ခါဖို့နဲ့ပတ်သက်ပြီးတော့ ဒီသံဃာတော်ရှင်မြတ်တွေဟာစိတ်တန်မှန်တဲ့ဒီเจ้าနိုင်ကြီးကိုပေါ်မှာဝတ်တဲ့ဝကစာအစာချခြင်းအလုပ်တွေကိုဆောင်ရွက်စေချင်ပါတယ်။ပြီးတော့ဒီเจ้าနိုင်ဟာလောကီစည်းကမ်းဥပဒေတွေနဲ့လည်းလက်ရှိနိုင်ငံတော်စည်းကမ်းနဲ့လည်းအညီဒီတန်းလှုပ်တဲ့အချိန်တုန်းကမန္တလေးတိုင်းတိုင်းဒေသကြီးဆိုရအဖွဲ့ တက်ရောက်လာတဲ့အခါမှာဒီဆောက်လို့ရေလုပ်တဲ့အခါမှာစီမင်းစီကံအတိုင်းဆောက်ချင်ပါတယ်ခွင့်ပြုချက်အမိတ်ရချင်ပါတယ်လို့ပြောတော့မြို့တော်ဝန်ကြီးတို့ကအားလုံးညတွင်ချင်းအမိတ်ထုတ်ပြန်ပေးရုံမြတ်မကအခွန်အခါပါကွင်းလွခွဲ့ပေးတာအထူးကျေးဇူးတင်ပါတယ်ဒီเจ้าကြီးဟာဒီဆောက်လို့ရေအခွင့်အမိတ်နဲ့ဆောက်လုပ်ထားတဲ့เจ้าဖြစ်ပါတယ် စီပင်ဥပရိယဆောက်လုပ်ထားတဲ့အကြောင်းဖြစ်ပါနောက်လည်းပဲဆက်ပြီးတော့မိုးတွင်ကာလမှာဆိုရင်ဒီကြောင်းနဲ့ကြီးကရေမြုပ်နေတတ်ပါတယ်အဲ့ဒါကိုလည်းမန္တိတရားအစိုးရအဖွဲ့အနေနဲ့ရေမြုပ်ခြင်းပေးရနေကင်းဝေးအောင်ရေရေ drainage system တွေကောင်းအောင်ဆောင်ရွက်ပေးပါလို့မေတ္တာရက်ခခြင်းပါတယ်ဒီကြောင်းမှာနေထိုင်ကြတဲ့တန်ခါတော်ရှင်မြတ်တွေစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ နေနိုင်အောင်ဒီပိုးတွင်ကာလမှာအထူးကြည့်ပြီးတော့တန်ရှင်းတရချင်းရင်ကင်းအောင်စီမံဆောင်ရွက်ပေးကြပါလို့အရကဒီကြောင်းတဲ့ကြီးဟာနှစ်ပေါင်းကြာလာတဲ့အခါကျတော့တဘာဝတရားအလျောက်နည်းနည်းအိုမင်းရော့ရဲပြီးတော့လာတယ်ရှေးဟောင်းအကြောင်းကြီးတွေဒီမှာနှစ်ခုရှိပါသေးတယ်အားလုံးတမိုင်းဝင်ရှင်မြည်တဲ့ မိဖုရားရဲ့ကြောင်းနဲ့ကျင်းမြင်မိဖုရားကြောင်းဆိုတာမူလအတိုင်းပဲရှိနေသေးတယ်အသားတွေနဲ့ဆောက်ထားတာဒါလည်းပဲထိမ့်သိမ့်ဆောက်ရွှေအောင်မယ်အမွေနှစ်တွေပါပဲအဲ့တော့ဒီကြောင်းတဲ့ထဲမှာရှိနေတယ်တမန်ကြောင်းတဲ့တွေနဲ့မတူတာကတော့ဒီထဲမှာရေကျုံဆိုတဲ့ရှင်းစနစ်နဲ့ရေကျုံပတ်ထားတာတွေ့ရပါတယ်အဲ့ဒီရေကျုံကလည်းပဲခုချိန်မှာတော့ တန်တန်ပြန်ပြန်သိပ်ပြီးတော့မရှိတော့ရေကျုံနဲ့ရေကန်နဲ့စီမံဖန်တင်းထားတဲ့ကျောင်းတိုက်ကြီးဖြစ်ပါတယ်။ရှေးမူလလက်ရမပြတ်ထပ်မံပြီးတော့ပြင်ဆင်ပြီးဒီကျောင်းထဲမှာသရရင်သုံးကြတဲ့တန်ဃာတော်ရှင်မြတ်တွေစိတ်ချမ်းသာကိုချမ်းသာပြည့်ရပြိပတ်လုပ်ငန်းတွေကိုပြုလုပ်ဆောင်ရနိုင်ရန်ရှင်းတန်ပြီးတော့ဒီကျောင်းတိုက်ကိုဆောင်လုပ်လှူဒါန်းတာဖြစ်လို့လှူဒါန်းကြတဲ့ဒကာတော်ဝါးတွေကလည်းတိုက်တွန်းနှုတ်ဆော်ရခြင်းမရှိဘဲနဲ့ ကျောင်းဆောက်တဲ့တို့သတင်းချတာနဲ့သူတရာတရားလျောက်လာရောက်လှူဒန်းကြတာအလုံးစုစုပေါင်း3000ကျော်လှူဒန်းကြတာဖြစ်ပါတယ်။ဘုန်းကြီးတို့ရဲ့နဝကမ္မကပ္ပိယကာရကလှူရတာ3000အလုံး3600ကျော်ကုန်ကြပြီတနှစ်အတွင်းရှစ်လနဲ့ဒီကျောင်းကြီးဟာပြီးစီးသွားပါ။ဒီနေ့ဝိနည်းဆပြမွဲမှာဒီကျောင်းအောက်ထပ်မှာဓမ္မတပင်ရှင်ကျင်းပနိုင်လို့ နေစဉ်နဲ့အမြအခုဒီဘက်မှာသတင်းသုံးနေတဲ့ဒီကျောင်းတတ်ကြီးရဲ့မဟာနိုင်ကယရဏဘုံမြင့်ဆရာတော်ကြီးကလက်ဖြင့်ငါကစာပြီးတန်ဃာတွေဒီဘက်မှာမနေ့ညနေနဲ့ဝတ်တဲ့ဝတ်ကစတင်ပြီးတော့လုံမယ်လို့အမိန့်ရှိပါတယ်ခါတိုင်းဒီကျောင်းထဲမှာရှိတဲ့တန်ဃာ120လောက်ဟာတနေရာတည်းစုဝေးနိုင်တဲ့အလုံးစုဝေးနိုင်တဲ့နေရာမရှိပါဘူးကျောင်းလေးတွေကျင်းနေတော့ဒါကြောင့်မို့ဒီကျောင်းတတ်ကြီးပြီးရင် လက်ဖြင့်ကစာပြီးစာအစာတိုက်ဒီဖျားဝတ်တဲ့ဝတ်ကတ်ဆိုတာဖြစ်မှာဖြစ်ပါတယ်အနောက်ဒီเจ้าနဲ့ကြီးရဲ့ညီတော်လို့ပြောရမှာပေါ့အနောက်မဟာဝိသုဒ္ဓရမတိုက်တဲ့မဟာနာယကဆရာတော်ကဟိုဘက်ကတရင်သုံးနေတဲ့ဆီရှင်ဆရာတော်ပဲဖြစ်ပါတယ်ဒီဆရာတော်နှစ်ပါးဟာမဟာဝိသုဒ္ဓရုံเจ้าနဲ့ကြီး ညီကိုเจ้าနဲ့ကြီးနှစ်တိုက်ရဲ့မဟာနာယကကြီးတွေဖြစ်သတင်းသုံးနေတာဖြစ်လို့ဆရာတော်ဘုရားကြီးများကိုလည်းပဲပန်းကြန်ထရောက်ထားပါတယ်ဒီเจ้าနဲ့ကြီးနှစ်တိုက်စလုံးမှာသာတန်ပိသန်နဲ့အတန်ကြားပြီးတော့ပရိယတ္တိဘက်ကတိုးတက်လာတဲ့เจ้าနဲ့ကြီးဖြစ်အောင်ပရိယတ္တိဘက်ကတိုးမြင့်ပြီးတော့ဟိုဆောင်ရွက်ပေးတော်မူကြပါလို့ ဘာကြောင့်လို့ဆိုရင်ကြောင်းလိုက်တရရဲ့အသက်ဟာစာပေပရိယတိပဲဖြစ်ပါတယ်စာပေပရိယတိသင်ကြားဆောင်ရွက်နေမှမျိုးဆက်သစ်တွေပေါ်ထွက်လာပြီးတော့ကြောင်းတဲ့ကြီးရဲ့အသက်ဟာရှင်သန်နေမှာပဲဖြစ်ပါတယ်ပရိယတိယေဝသာသနာ့တမူလံလို့ဆိုတဲ့အတိုင်းသင်ယူခြင်းပို့ချခြင်းဆိုတဲ့အလုပ်ဒီမြတ်စွာဘုရားသာသနာတော်ရှိတည်တဲ့ခြင်းရဲ့အကြောင်းရင်းစင်စစ်ဖြစ်တာဖြစ်လို့ စာတင်ခြင်းစာချခြင်းဖြစ်လာရင်ကြောင်းလိုက်ကြီးတွေအစစ်စစ်ပဲပြထိမ့်သိမ့်ဆောက်ရှောက်ပြီးမြတ်စွာဘုရားသာသနာတော်လည်းပဲထိမ့်သိမ့်ဆောက်ရှောက်နိုင်မှာဖြစ်တယ်ဆိုတာအလုံးအသိပဲဖြစ်ပါတယ်ဒီကြောင်းလိုက်ကြီးနှစ်တိုက်ဟာမူလကလေးကညီနောင်ကြောင်းလိုက်ဖြစ်သည့်အတွက်ကြောင့်အခုတခါအစ်စ်တဖန်ညီနောင်ကြောင်းလိုက်အဖြစ်ပြန်လီလက်တွဲပြီးတတိုက်တတိုက်အာပြုကစာပေပို့ချ သင်ကြားကြခြင်းအပြင်ကျောင်းလိုက်နှစ်တိုက်ဟာလက်တွဲလို့ပရိယတိသာသနာမှာထင်ရှားတဲ့ကျောင်းလိုက်ကြီးဖြစ်စေချင်ပါလေဒါကတပည့်တော်ရဲ့အာတိသာစကားပါပဲဒီကျောင်းလိုက်ဆောက်လို့လူတိုင်းချင်းနဲ့ပတ်သက်ပြီးတော့ကပီးမောကွန်ထိုးထားတာမန္တလေးယရနာဘုံနေပြီးတော့ရွှေနန်းတော်ကြီးအရှိတာယာပြန်ပြူးသောမြေခွတ်တိုင်မင်းတို့မင်းတရားချင်းနဲ့ဆရာမရှင်မိဖုရားကြီးတို့က မြတ်မသက်ကရ1230ပြည့်နှစ်တွင်လူဒန်းအပ်တော်မဟာဝိသုဒ္ဓရမကျောင်းလိုက်ကြီးအတွင်ဗမောကချုပ်ဆရာတော်ဗရဏ္ဍနန္ဒမလာပြီးဝန်တာရွှေရှင်ဤကရာဥပဝေထမဟာနာယကအမှုရှိသောတပည့်တာယကတာယကမများစုပေါင်း၍မဟာဝိသုဒ္ဓရမကျောင်းတိုက်သံဃာတော်များပရိယပฏิပတ်သာသနာအလုပ်အားထုတ်ရ၌ လွယ်ကူချမ်းသာစေရန်ရည်တမ်းလျက်ဆောက်လုပ်အပ်သောဤမဟာတုလဝေယံကျောင်းတော်ကြီးကိုသာသနာတော်နှစ်2563ခုသုံးနှစ်ကောဇာတက္ကရီ1380ခုနှစ်ပြာသူလာပြီကျော်10ရက်ခရစ်နှစ်2020ပြည်နှစ်ဇန်နဝါရီလ16 16ရက်တနင်္ဂနွေနေ့နာနဲ့9နိုင်အချိန်တိုင်းခန္ဓာစတင်၍ ရဟန်းရှင်သူတက်ရောက်ကြီးညိုသူများဤရှေ့မောက်၌ရွှေချင်းနိကာယဝိနည်းသာသနာတော်အတွက်ရှေးဆက်သွန်းချလှူဒန်းအပ်ပါတည်းသာဓုသာဓုမာတုလူဝေယံကြောင်းတော်မန္လေးမြို့စီပင်သာရေးကော်မတီဤ ဇန်နဝါရီလ17ရက်2019နေ့ဆွဲပါခွင့်ပြုမိတ်အမှတ်1မြင်းဆောင်3933988အလျာ38ပြီအနံ90ပြီအာစီနှစ်ထပ်အဆောက်အဦသူမုံဥက္ကပါကေကျွေပြားခင်းစတင်သည့်ရက်ဖေဖော်ဝါရီလ9 2019ခုနှစ်ဖေဖော်ဝါရီလ9ရက်ပြည်စည်းသည့်ရက်စွဲ ကျွန်တော်ဒီစင်မှာ31ရက်2020ပြီ။ဟော31ရက်ဟော။ကျက်သိန်းပေါင်း6150နှစ်ကျက်ဖြစ်ပါသည်။အလုံးသာဓုနုမောဒနာခွန်နိုင်ကြပါစေ။သာဓုသာ